ဒါဖြင့်အတိတ်ဘဝလောက်ရကြောက်ဖြစ်လာတယ်လို့ဆိုတဲ့နေရာမှာစဉ်းစားရမှာတချို့ကတော့ယုတ်ဆိုးတယ်တချို့ကယုတ်ချောတယ်ဘာဖြစ်လို့ယုတ်ဆိုးဘာဖြစ်လို့ယုတ်ချောလဲအမေဖေကချောလို့လားသို့မဟုတ်ဟောအမေဖေကယုတ်ဆိုးလို့ဆိုးရလားမဟုတ်ဘူးအမေဖေယုတ်ဆိုးပြီးတော့ချောလာတဲ့သာသမီတွေရှိတယ်အမေဖေချောလာရင်တန်းတဲ့ယုတ်ဆိုးတဲ့သာသမီလည်းရှိတယ် အတော့အမေဖေနဲ့ကတော့စင်စင်တော့တူမှာပဲသို့တော့အယုတ်ဆိုးခြင်းချောမောလှပခြင်းဆိုတာအကြောင်းတစ်ခုရှိနေသေးတယ်ဘသူမပြုတ်မိမိမှုလို့ဆိုတဲ့အတိုင်းဖြစ်လျက်ဘဝမှာဒေါသကြီးမားခဲ့တဲ့ပုဂ္ဂိုလ်ဟာအယုတ်ဆိုးကြည်တန်နေတဲ့မေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာရှိတဲ့ပုဂ္ဂိုလ်ဟာ မေတ္တာထားတဲ့နှလုံးသားပိုင်ရှင်ဟာဖြစ်လျာဘဝမှာရုပ်ဆင်းလှပတယ်။ဘုရားမြတ်စွာက ဟောတော်မူတယ်။ကမ္မန္တတ္တိဝိပ္ပစတိယတိတံဟိနပဏိတတယ။ကံတရားကတရားတွေကိုအနိုင်အမြင့်ဟောခွဲခြားပြီးတော့ပေးတာကံတရားသာ ဖြစ်တယ်လို့ဒီလိုဆို။ဒါကြောင့်မို့ရုပ်ဆိုးကြည်တန်တာရဲ့ချုံမောလှပတာရဲ့ကံတရားကဖန်ဆင်း သက်ရှိတယ်ကျန်းမာတယ်တက်တူတယ်ယောဂါထုပြောတယ်ကံတရားကပဲဖြစ်ပေါ်စေဘဝတစ်ခုမှာသရဝါတွေကိုညှင်းဆဲတယ်တပ်ဖြတ်တယ်သူလုံးတဲ့လောက်ရက်ကိုချိန်ပြီးသူဖြည့်လျာဘဝမှာယောဂါထုပြောပြီးအသက်တူတယ်သရဝါတွေပေါ်မှာစာနာတယ်ထောက်ထားတယ်မေတ္တာထားတယ်ကရုဏာထားတယ်အဲဒီလိုသရဝါတွေကိုတပ်ဖြတ်ခြင်းမှာရှောင်ကျင်ပြီးတော့အကျဉ်းထားတဲ့ပုဂ္ဂိုလ်တွေဟာလူဘဝရောက်တဲ့အခါ သက်ရှိတယ်ကျန်းမာတယ်ဆိုဒီလိုဖြစ်တယ်ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာတဲ့မိဘအိမ်မှာဖြစ်တယ်သို့မဟုတ်မိမိတို့ကိုယ်တိုင်လည်းရှာတတ်ဖွေတတ်လို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါနကောင်းမှုမပြုဘဲမလူရက်မပေးရက်နှမျောတွန့်တိုနေတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲမွဲတေတဲ့ဘဝကိုရောက်သွားတယ်ဟုတ်ဆိုင်ရဆိုင်ရအကြောင်းတရားလေးတွေကရှိနေတယ်ပေါ့ အဲ့ဒီဆိုင်ရဆိုင်ရအကြောင်းတရားတွေကကံတရားတွေကတရားဝါတွေကိုစုကြုံနေမြင့်တူးနဲ့တူမတူညီအောင် ခွဲခြားပေးခြင်းတာလည်းဖြစ်တယ်။ဘု து ကိုမှအပြစ်တင်เสียမရှိဘူး။ဘု து ကိုမှလည်းခြေဆုတင်เสียမရှိဘူး။တကယ်ကတော့ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကောင်းအောင်လဲကိုလုတ်ခဲတာပဲ။ဆိုးအောင်လဲကိုလုတ်ခဲတာဆိုတာအလွန်ထင်ရှားတယ်။အဲ့ဒါဆိုလို့ရှိရင်ဒီလိုအယူဆတဲ့ လက်ခံပြီဆိုလို့ရှိရင်ကောင်းတာလဲကိုယ့်ပေါ်မှာမူတည်တယ်ဆိုးတာလဲကိုယ့်ပေါ်မှာမူတည်တယ်ဆိုတဲ့အချက်ကိုလက်ခံပြီဆိုရင် လူတော်လူကောင်းဖြစ်ဖို့များကြီးလမ်းခင်းပေးသွားတယ်။ဘာဖြစ်လို့တော့ဆိုတော့လူဆိုတာဘဝမှာဖြစ်လာလို့ရှိရင်အစဉ်တန်းမြင့်မြင့်ဖြစ်ခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းနဲ့ရုပ်ဆင်းအင်္ဂါလှပချုံးမွေခြင်းနဲ့ယောဂကင်းပြီးတော့ကျမ်းမာခြင်းနဲ့ဒါလူဆန္ဒပဲ။ အဲ့ဒီဆန္ဒကိုဖြည့်ဆည်းပေးနိုင်တာကုသတရားပဲဖြစ်တယ်။ကိုလုံးတဲ့ကုသကံကကောင်းကျိုးချမ်းသာတွေကိုပေးမယ်။အေးမကောင်းတဲ့အကုသကံတွေကဆိုးကျိုးတွေကိုဖြစ်ပေါ်မယ်ဆိုကံကံဤအကျိုးကိုလက်ခံယုံကြည်တဲ့လူတယောက်ဟာကိုယ့်ကိုယ်ဆိုးအောင်အယုတ်ဆိုးအကြီးတန်းအောင်ဆင်းရဲမွဲတေအောင်ယောဂထုပြောအောင်ဘယ်သူမှလုံးဝမဟုတ်တော့ဘူး။ဒါကြောင့်မို့ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုဖော်ဆောင်နိုင်တဲ့အတွေးပဲမှန်ကန်တဲ့အမြင်တစ်ခုပဲဖြစ်တယ်လို့အေးဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့အခြေခံအားဖြင့်ရှိရမယ့်အမြင်ကဘာလဲဆိုရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကမ္မတက္ကဆိုတာကိုလုထာကိုပိုင်နေဆိုတဲ့အဓိပ္ပာယ်ကိုလုထာကိုပိုင်နေဆိုတော့အင်္ဂလိပ်လိုပြောမယ်ဆိုရင် तू က responsibility လို့ခေါ်တယ် ကိုလှုပ်ရင်ကိုနဲ့ပဲသက်ဆိုင်သူများနဲ့မသက်ဆိုင်ဆိုပါစို့အစာအာဟာရတစ်ခုကိုစားလိုက်လို့ကိုဝမ်းနဲ့ရောက်သွားလို့ရှင်အဲ့ဒီအစာအာဟာရရဲ့အကျိုးဆက်စားသူကိုယ်တိုင်သာခံရမှာဖြစ်တယ်ကျွေးတဲ့လူနဲ့လည်းမဆိုင်ဘူးချက်တဲ့လူနဲ့လည်းမဆိုင်ဘူးစားလိုက်တဲ့လူနဲ့သာဆိုင်တယ်ထို့တူပဲကိုယ်တဏ္ဍာမှာဖြစ်သွားတဲ့ကောင်းကံမကောင်းကံကိုယ်ရင်ထဲနှလုံးထဲရောက်သွားပြီဆိုရင် သူတို့ရဲ့အကျိုးဆက်ဖြစ်ပေါ်လာမှာဖြစ်တယ်။ဒါကြောင့်မို့ကိုနဲ့သာပတ်သက်တာ။ရသော်ဘုရားကရှင်းရှင်းလေးဟောတာ။ယံကမ္မံကရိတန္တိကလျာဏံဝါပါဝကံဝါတတကမ္မတဒါယာဒါဘွိတာမတဲ့။ကိုလှုပ်တာကောင်းတာပဲဖြစ်စေမကောင်းတာပဲဖြစ်စေကိုလှုပ်တဲ့ကိုသာလည်းအမွေခံရမှာဖြစ်တယ်။ဟောအဲ့ဒီအမြင်ဟာ သိမှန်ကန်တဲ့အမြင်တစ်ခုပဲအဲ့ဒီအမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူးကောင်းတဲ့အလုပ်ကိုသာလင်လုပ်မှာဖြစ်တယ်ဘာဖြစ်လို့လဲသူကချောင်းနာခြင်းတယ်လူဆိုတာဘယ်သူပဲဖြစ်ဖြစ်ချမ်းသာခြင်းတယ်ယောဂကင်းခြင်းတယ်အသက်ရှိခြင်းတယ်ဆိုတာဟာလူတိုင်းရဲ့ဆန္ဒဖြစ်တယ်အဲ့ဒီဆန္ဒကို အတိုင်ခေါ်ဆောင်မယ်ဆိုရင် လူတွေဟာလူတော်လူကောင်းတွေကြီးပဲကုန်ဖြစ်သွားနိုင်အေးဒါကြောင့်မို့ကာမတက္ကတာသမ္မာဒိဋ္ဌိဆိုတဲ့အခြေခံအမြင်ကိုလုံးတဲ့ကံကိုသားလဲကောင်းတဲ့ကံကိုကောင်းကျိုးခံစားရမယ်မကောင်းတဲ့ကံလုံးလို့ရှိရင် မကောင်းကျိုးခံစားရတယ်ဆိုတဲ့အမြင်ဟာအလုံးကိုအခြေအနေတစ်ခုမှန်ကန်အောင်ဖော်ဆောင်ပေးနိုင်တဲ့အမြင်တစ်ခုဖြစ်လို့ ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်။ right understanding သို့မဟုတ် right view မှန်ကန်တဲ့အမြင်တစ်ခု။ဘုရားဘာသာဝင်ဖြစ်ရင်မှန်ကန်တဲ့အမြင်တစ်ခုရေးချီဆုံးပဲ။ဒါကြောင့်ဘဝတစ်ခုရလာတာဟာကုသကံနဲ့အကုသကံနဲ့ဒါနဲ့ပဲသက်ဆိုင်တယ်ဆိုတာကြည့်။ဘုန်းကြီးတို့တွေကိုအားကိုကိုးချဖို့ပဲရှိတယ်။ကိုကိုယ်တိုင်လုံးချရမှာဖြစ်တယ်။